လေဘာဘူအသင်းဟာပြီးခဲ့တဲ့ဇန်နဝါရီလမှာအသင်းအတွက်စတင်ပွဲထွက်ကစားခွင့်ရခဲ့တဲ့ဆယ်ကျော်သက်လူငယ်ကစားသမားအန်ကိုမိုဟာကို2028ခုနှစ်အထိသက်တမ်းရှိတဲ့ professional စာချုပ်ချုပ်ဆိုလိုက်တယ်လို့သိရပါတယ်။လေဘာဘူအသင်းဟာအန်ဂိုမိုဟာကို2024နှစ်ရာသီမှာချက်စီအကယ်ဒမီကနေခေါ်ယူခဲ့တာဖြစ်ပြီးအသက်18နှစ်မပြည့်ခင်မှာပဲ အသင်းအတွက်စတင်ကစားစေခဲ့တာပါဇန်နဝါရီလကအရှင်ပြိုင်ကစားခဲ့တဲ့ FA ဖလားပြိုင်ပွဲမှာပါဝင်ကစားစဉ်ကအန်ဂူမိုဟွာရဲ့အသက်ဟာ16နှစ်နဲ့135ရက်သားရှိသေးတာကြောင့်လီဗာပူးအသင်းရဲ့သမိုင်းမှာအသက်ငယ်ဆုံးပွဲထွက်ကစားခွင့်ရသူအဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်းလည်းသိရပါဗျ။အန်ဂူမိုဟွာဟာဒီယာတီနျူကာဆယ်နဲ့အရှင်ပြိုင်ခဲ့တဲ့ပရီးမီးယားလိပွဲမှာနောက်ကျအနိုင်ကိုသွင်းယူနိုင်ခဲ့တာကြောင့်ထင်ရှားကျော်ကြားလာခဲ့သူဖြစ်ပြီးလီဗာပူးအသင်းရဲ့အသက်ငယ်ဆုံးဂိုးသွင်းသူအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါဗျ။အန်ဂူမိုဟွာဟာပရော်ဖက်ရှင် င်တဲ့စာချုပ်မထုတ်ခင်ကလေဘာဘူအသင်းမှာတစ်နှစ်ပေါင်း14400သားရရှိပြီးအခုတစ်နှစ်ကိုပေါင်9200ရရှိသွားမှဖြစ်တယ်လို့အပိုစုကြီးများစွာလဲခန်းစားခွင့်ရမယ်လို့ဒေလီမေးကဖော်ပြခဲ့ပါတယ်။